မင်္ဂလာပါရှင်ကတိညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကို တင်ဆက်ပေးပါရမရှင်ဒေါ်သက်သက်ကရွေးကောက်ပွဲဝင်ပြိုင်ခွင့်မရတဲ့အကြောင်းတင်ဆက်ပေးပါမယ် ရန်ကုန်မြို့တွင်မအောင်မြင်သော68 resident အင်ယာစီမံကိန်းကြောင့်ငွေကျပ်ဘီလီယံတရာကျော်အကျွေးတင်နေတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်မှလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖျက်ခံရကြောင်းနှင့်နိုင်ငံရေးအသိုင်းအဝိုင်းကခုလိုပဲပြောဆိုထားပါတယ်။ကဘာရေးဖျားလန်းနှင့်ဆရာဆန်လန်းနောက်ရှိ68 resident အင်ယာစီမံကိန်းကိုတသက်ခိုင်နှင့်အောက်ကျော်ဝင်းတို့ကကံမောစပန်တန်မှငွေကျပ်ဘီလီယံတရာကျော်ချေငှခဲ့ကြောင်း အဆိုပါစစ်ရှိ8 resident အင်အားစီမံကိန်းမှာ အချိန်မီပီစီခြင်းမရှိခြင်းအခန်းအနိုင်ခြင်းမရှိခဲ့ကြောင်းဒါအပြင်ကမ္ဘောဇဘန်မှာခြေယူထားသောငွေကျပ် BDN တရားကျော်မှလည်းပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရှိရပါတယ်။လွှတ်တော်ကိုယ်စားလှယ်လောင်းအရေးအခြေသတ်မှတ်ချက်မှာလူမွေးအဖြစ်သက်ဆိုင်ရာတရားရုံးရဲ့ကြေညာခံတားရခြင်းမှာလွတ်မြောက်ခွင့်မရသေးဘူးဆိုတာပါတယ်။အဲတော့ဒေါ်သက်သက်ကိုင်ကိစ္စကလူမွေးတော့မကြေညာခံရသေးတော့လေအကျွေးပြန်မဆက်နိုင်လို့တရားတဘောင်ဖြစ်နေတဲ့သဘောရှိတယ်။ ဆိုတော့အရေးချင်းသတ်မှတ်ချက်နဲ့ကတော့ညှိတယ်လို့ပြောလို့ရတယ်လို့မညှိသေးဘူးလို့လည်းပြောလို့ရတယ်။ဒါပေမဲ့အကျွေးမဆက်နိုင်တာမို့လို့လူမွေးအဖြစ်ကြေညာခံရတာမျိုးလည်းရှိလာနိုင်တယ်။ဒါကြောင့်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ဖြတ်ခြင်းမပြတ်ဖက်ခြင်းကတော့ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်နဲ့စင်ကြင်တို့တရားအပေါ်မှာမူတည်တယ်လို့နိုင်ငံရေးတိုင်ဝမ်ကခုလိုပဲတုံ့သက်ပြောဆိုပါတယ်။ ရန်ကုန်မြို့ပဟန်းမြို့နယ်ဆ ਿਆ ဆက်လန်းနှင့်ကပိုင်းဖျားလန်းပေါ်ရှိမြေတေကပေါ်တွင်တိစောက်ခဲ့သော28တဲအမြင့်ရှိ68 resident အစီအမြင့်ကွန်ဒိုကို United GB Development Company ကတာဝန်ယူတိစောက်နေခြင်းဖြစ်ပြီးတသက်ခိုင်နှင့်အောင်ကျော်ဝင်းမှာအဆိုပါကုမ္ပဏီရဲ့ဥက္ကဋ္ဌနှင့် Director များဖြစ်ကြပါသည်။ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌတက်သက်ခိုင်မှလာမဲ့စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲတွင်ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်နှစ်မှာဝင်ရောက်ရှင်ပြရန်ရှောက်လော်များတင်သွင်းခဲ့ပြီး၎င်းရဲ့မဲဆန္ဒနယ်ပဟန်းကမာရော့အလုံးစံကြောင်ကြည်မြင်တိုင်းလှိုင်းမယန်းကုန်းမြောက်ကလာပါမြို့နယ်တွင်ပါဝင်ပါသည် တက်တက်ခါရဲ့ပါတီမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ရောက်ရှင်ပြိုင်ခြင်းဖြစ်ပါတယ်တက်တက်ခါရဲ့2015ခုနှစ်တွင် NLD ပါတီရဲ့တကုံမျိုးနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရခဲ့ပြီး2019ခုနှစ်တွင် NLD ပါတီမှာနှုတ်ထွက်ခဲ့သူဖြစ်ပါတယ်2019ခုနှစ်တွင်လည်းပြည်သူ့ရှေ့ဆောင်ပါတီထူထောင်ခဲ့ပြီး2020ရွေးကောက်ပွဲတွင်တသက်ခါရင်ပြည်သူ့ရှေ့ဆောင်ပါတီမှအမတ်နေရာတစ်ခုမှာ အနိုင်မရရှိပဲခွက်ခွက်လန်အောင်ရှုံးခဲ့ပါတယ်။တသက်ခိုင်မှာ2021အာနာသိမ့်မှုဖြစ်ပွားပြီးနောက်စစ်ကောင်စီလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လဲနေရာချထားရေးဝင်ကြီးဖြစ်လာခဲ့ပြီး2023ဩဂတ်လ3ရက်တွင်ဟိုတယ်နှင့်ခီးသွားလိုက်ဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးအပြင်ပြောင်းလဲကဲအံ့ခံရက2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့ဝင်ကြီးရာထူးတာဝန်များမှအနာပေးခဲ့ခြင်းခံခဲ့ရကြောင်းသိရှိရပါတယ်ရှင်။ ဆက်လက်ပြီးမြောက်ရီမြို့နယ်ရှိကြားဖြန့် KK ပတ်အတွင်းအဆောက်အုံတချို့ကိုမိုင်းခွဲဖောက်ခဲ့သဖြင့် BGF ကဖောက်ခွဲတယ်လို့ဒေတာကံပြည်သူများကပြောကြပြီး BGF ကကြားဖြန့်တရုတ်တထေးများကိုကိုလွန်ကွင်းပေးထားမှုပုံမသေးကြလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်အတွင်းရှိကြားပြန့် KK ဘတ်အတွင်းအဆောက်အုံတချို့ကိုမိုင်းခွဲသဖြင့်ပောက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းဒေသခံပြည်သူတချို့ရဲ့ပြောဆိုချက်နှင့်ထိုင်းသတင်းဌာနချို့ရသတင်းဖော်ပြချက်မှတွေ့ရှိရပါတယ်။အော်တိုဘာလ24ရက်နေ့ညနေ6နာရီခွဲ မိနစ်တွင်မြောက်ရီမျိုးနှင့် KK ဘက်အတွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းမိကိုလုံးများနှင့်မိဘွားများကိုမြင်တွေ့ခဲ့ရကြောင်းအော်တိုဘာလ23ရက်နေ့ညနေပိုင်းကလည်းအဆိုပါပေါက်ကွဲခဲ့ကြောင်းသိရှိရပါတယ် BGF ကကြားဖြတ်အဆောက်အုံတချို့ကိုမိုင်းခွဲတာလို့သိရပါတယ်နှစ်ရက်ဆက်တိုက်ရှိပါပြီမနေ့ကအော်တိုဘာလ24ရက်နေ့နဲ့တနေ့ကအော်တိုဘာလ23ရက်နေ့ကရောနှစ်ရက်စလုံးမိုင်းခွဲတဲ့ကြားရတယ်မိကိုလုံးတွေနဲ့မိကိုတွေလည်းမြင်ရတယ်လို့နေဆက်ဒေသမှာသတင်းရေးမိကခုလိုပဲပြောဆိုထားပါတယ်ထိုင်းနိုင်ငံဌာနဖြစ်သော တရဘိုဒါရင်ယမန်နေ့ညနေပိုင်း KK ဘတ်ပေါ်တွင်ပြန်တန်းနေသောဒရုန်းနှစ်စင်းကိုတွေ့မြင်ခဲ့ပြီးထိုင်းဘက်ခြမ်းမှမြင်နိုင်သောအဆောက်အုံတစ်ခုရဲ့အထက်တွင်ကျဲလောင်သောပောက်ကွဲမှုမိကိုများနှင့်မိဘများထွက်ပေါ်လာခဲ့ကြောင်းသတင်းကဖော်ပြထားပါသည်။လက်တလုံး KK ဘတ်မှထိုင်းနိုင်ငံမဲဆောက်မျိုးတို့ထွက်ပြေးလာသောနိုင်ငံသားအရေးအတွက်မှ1198ဦးအထိရှိနေပြီနိုင်ငံပေါင်း29နိုင်ငံမှပါဝင်ကြောင်းထိုင်းသတင်းကခုလိုပဲဆိုပါရင် KK ဘတ်မှကြားဖြန့်တရုတ်တရေများကို စစ်တပ်လောက်ကန် BGF တပ်ဖွဲ့မှပုံမှုကြီးစောချစ်သူဗိုလ်တင်ဝင်းဗိုလ်မုတ်တုံတို့အပြင်ဗိုလ်နိုင်မောင်စောကလည်းခေလုံခွင့်ပေးထားကြောင်းကရင်စည်သတင်းမြေကခုလိုပဲပြောဆိုထားပါဗျ။နိုင်ငံတကာကအလိုရှိနေတဲ့ကြားဖြန့်ကောင်းစွာတရုတ်တပ်ထေကို BGF နိုင်မောင်စောကရှေ့တန်းယုံဖြစ်နဲ့ အရင်ချိတ်ပိတ်ခံထားရတဲ့ဟိုတယ်ဟောင်းမှလည်းနေရာချထားပေးတယ်ဆိုတာသိရပါတယ်။ဒါကသတင်းတွေကထပ်ပေါ်တာပေါ့။ဒါပေမဲ့သိကြတာကတော့ BGF ကကားတွေနဲ့ကြားဖြတ်တရုတ်တွေကိုတော့တဲထုတ်ခေါ်ထုတ်ပေးနေရပဲလို့ကရင်စစ်ရေးသတင်းမျိုးကခုလိုပြောဆိုထားကြောင်းသိရှိရပါတယ်ရှင်။ဒေါ်ဆန်စုကြည်လွတ်မြောက်ရေးသမ္မတ Trump ကိုတောင်းဆိုလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မေရိကန်သမ္မတတော်နယ်ထရန်အော်တိုဘာမှာတွားရောက်တဲ့ဂျပန်ခရီးစဉ်အတွင်းနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်စုကြည်လွတ်မြောက်ရေးအကူအညီပေးဖို့တောင်းဆိုသွားမယ်လို့သိရပါတယ်။ဂျပန်ရောက်မြန်မာနိုင်ငံသားတွေရဲ့စူပေါင်းတောင်းဆိုစာကိုဂျပန်မှာရှိတဲ့အမေရိကန်တန်ယုံကတဆင့်သမ္မတထရန်ကိုပေးဖို့သွားမယ်လို့ဆိုပါတယ်။ဒေါက်ဆန်စုကြည်လွတ်မြောက်ရေးအကူအညီပေးဖို့တောင်းဆိုချက်အပါအဝင် အာနာသိန်းစစ်တပ်ရဲ့အရက်သားတွေကို ြစ်မှတ်တာဖန်စီနှိမ့်ဆက်တက်ပြက်နေတာတွေကိုအမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေကိုပါတက်ရောက်နေမှုရှိနေတဲ့ကြားပြန့်လုပ်ငန်းတွေမူရစ်စေဝါပြဿနာတွေအပေါ်အရေးယူဆောင်ရွက်သွားဖို့ကိုလည်းတောင်းဆိုထားတယ်လို့ဆိုပါတယ်။ဒါအပြင်တရုတ်အစိုးရရဲ့မြန်မာစစ်တပ်အပေါ်လက်နက်နဲ့နှီးပညာတွေတောက်ပံ့ကူညီပေးနေမှုမြန်မာအရေးမှာဝင်ရောက်ဆက်ဖက်နေမှုတွေအပေါ်အမေရိကန်အနေနဲ့ကြားဝင်ဟန်တာပေးဖို့လည်းထည့်သွင်းတောင်းဆိုထားတယ်လို့သိရှိရပါတယ်။ ဆက်လက်ပြီးနိုင်ငံပေါင်း183နိုင်ငံပါဝင်သောနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကမြန်မာနိုင်ငံကိုစားပြုအဖြစ်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုဆက်လက်အတိအမှတ်ပြုကိုကြေညာဆုံးဖြတ်ပြီး NUG နိုင်ငံခြားရေးဝန်ကြီးကမြန်မာဒီမိုကရေစီအင်အားစုများနဲ့တိုင်းရင်းသားများကိုပံ့ပိုးရန်မြစ်တာရက်ကန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ နိုင်ငံပေါင်း183နိုင်ငံပါဝင်သောနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကမြန်မာနိုင်ငံကိုစားပြုအဖြစ်ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုဆက်လက်အတိအမှန်ပြုကြောင်းတင်ညာဆုံးဖြတ်လိုက်ပါတယ်။ယနေ့ကျင်းပလဲရှိတဲ့152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံမှာအမှုဆောင်ကောင်စီအစည်းအဝေးကမြန်မာနိုင်ငံကိုစားပြုအဖြစ်ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့အဓိကဆွေးနွေးပတ်မိဘအဖြစ်ဆက်လက်အတိအမှတ်ပြုကြောင်း ဆုံးဖြတ်ကြေညာခဲ့ကြောင်းသိရှိရပါသည်။နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ဟာမြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုမြန်မာပြည်သူတို့ရဲ့တရားဝင်ကိုစားပြုအဖွဲ့အစည်းအဖြစ်အတိအမှတ်ပြုခဲ့ပြီးပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အနေနဲ့လည်းနှစ်စဉ် IPU ညီလာခံများနဲ့အစည်းအဝေးများသို့တက်ရောက်ခဲ့ပါသည်။ အခုဆုံးဖြတ်ချက်ဟာအကြံပတ်စေုပ်စုကအတူရောင်ရွေးကောက်ပွဲကျင်းပရန်ကြေညာထားတဲ့အချိန်မှာဆက်လက်အတည်ပြုခဲ့ခြင်းဖြစ်ပြီးပြည်သူ့လွှတ်တော်ကိုစားပြုကော်မတီ CRPHR IPU ရဲ့အစည်းအဝေးများသို့မြန်မာပြည်ကိုစားပြုဆက်လက်တက်ရောက်သွားမည်ဖြစ်ကြောင်း မြန်မာအရေးဖြစ်ရှိမှုတွေနိုင်ငံတကာအတိုင်းအဝန်းရဲ့အကန့်အကန့်နာဟာအရေးပါလာကြောင်းမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြည်ပခါများကိုလက်တွေ့ကြပြီးရေရှည်တည်တံ့သောဖြည့်ရှင်မှုနဲ့ပံ့ပိုးကူညီပေးရန်နဲ့စစ်မှန်သောလွတ်လပ်မှုလုံခြုံမှုနဲ့ Federal Democracy နိုင်ငံရေးစနစ်တည်ဆောက်နိုင်ရေးကိုပြည်သူလူထုကပြတ်သားခိုင်မာစွာတောင်းဆိုပြီးကြိုးပမ်းနေခြင်းကိုကမ္ဘာတဝန်းကသိမြင်ပြီး ထိရောက်သောအကူအညီများရရှိစေရန်အတွက်ပြည်သူတို့နှင့်ပြည်သူ့ဆန္ဒကိုကိုးစားပြုလျက်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြည်အောင်စုလွတ်တော်ကိုးစားပြုကော်မတီကသတင်းထုတ်ပြန်ထားပါသည် ဒါအပြင်အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မာအောင်ကလည်း151ကြိမ်နိုင်ငံတကာပါလီမန်များ IP ယူညီလာခဲ့မှာအကြက်အတဲကာလများ၌လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစံနှုန်းများကိုမြင့်တင်ခြင်းနဲ့လူသားချင်းစာနာမှုလုပ်ငန်းများကိုပံ့ပိုးကူညီခြင်းကောင်းစဉ်နဲ့ပြုလုပ်တဲ့ General Debate အစီအစဉ်နဲ့တက်ရောက်မိကွန်ပြောကြားခဲ့ကြောင်းသိရှိရပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မာအောင်ရဲ့မိကွန်မှာ မြန်မာအကြမ်းဖက်စစ်တပ်ရင်အတူအယောင်ရေကောက်ပွဲကိုဆန့်ကျင်ပေးရန်နိုင်ငံတော်ရဲ့အတိုင်အမြံပေါ်ကိုတောင်းဆန်းဆိုကြည်နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ပန်းစည်းကံလွတ်တော်ကိုယ်စားလှယ်များအပါအဝင် နိုင်ငံရေးအကျဉ်းသားအလုံးကိုချက်ချင်းချွင်းချက်မရှိလွှတ်ပေးရတောင်းဆိုပေးရန်နေမြေဒေသအလုံးမှာလူသားချင်းစာနာထောက်ထားရေးအကူအညီများချက်ချင်းအတားအဆီးမရှိရရှိနိုင်ရေးတောင်းဆိုပေးရန်လက်နက်နဲ့လေယာဉ်စီတင်ပို့မှုပိတ်ဆို့ခြင်းအပါအဝင်အလုံးစုံအရေးယူတန်ခတ်ပိတ်ဆို့မှုများကိုချမှတ်ပေးရန်လက်ရှိပြည်ပခါကိုလက်တွေ့ကြတဲ့ဖြည့်ရှိမှုအတွက်မြမဒီမိုကရေစီအင်အားစုများနဲ့တိုင်းရင်းသားအစုအဖွဲ့များကိုပံ့ပိုးပေးရန်မြစ်တာရက်ခန့်ပြောဆိုသွားခဲ့ခြင်းဖြစ်ကြောင်းအခုလိုပဲသိရှိရပါရရှင်။